ရှုတင်မှာဆိုရင်တော့ဖောင်းရထားကစီနီယာချုပ်ပေါ်မှာမမနာကြီးကဆက်ဆံခဲ့တဲ့ပြုမူတွေကိုထုတ်ပြောလာခဲ့တဲ့ဒရိုက်တာပြင်းဟင်းတီဟာဒရိုက်တာပြင်းဟင်းတီဟာကစိတ်သက်မကောင်းတဲ့အမှုပညာရှင်ရဲ့အကြောင်းကိုခင်းစိတ်တွင်းစာအကုံတီကဆိုရှယ်မီဒီယာမှာအမနာနဲ့ထုတ်ပြောနေကြတာကြပါပြီ။နမကြီးမင်းမင်းမင်းသားတွေနဲ့ချင်းချိုင်းအလုပ်တူတူ တွဲလုပ်ခဲ့တယ်လို့မကောင်းတာတွေကိုလည်းတီးခတ်နေကြရတဲ့အတွက်အခုချိန်မှာစိတ်ထင်တိုင်းအောင်အကုံထုတ်ပြောလို့နေကြရပါ။ပြီးခဲ့တဲ့ရက်မှာလည်းသူ့ရဲ့ channel လေးကနေတော့ဖုန်းရထားကြောင်းကိုအောက်ဖင်းလှန်လာခဲ့ပြန်တာပါ။ ောက်ဖွဲ့ထားလက်ရှိမှာဘော်ဘီဆာဆာစီကလည်းလွှမ်းမိုင်ကိုစနိုက်ခဲ့တဲ့အကြောင်းတွေကြောင့်အချက်အကြီးကျယ်ကွဲနေအောင်လည်းမမှားပါဘူးရုပ်ရည်ချမော့ကပန်းနုသိမ်းမျက်နှာထားလေးနဲ့ဖြစ်နေခဲ့ပေမဲ့ villain six ဆိုတာသိနိုင်ရတဲ့အတွက်တော်တော်များများသူမကိုသဘောမချမိနဲ့ဖြစ်နေကြတာပါဒါ့အပြင်တော့ဖွဲ့ထားကခုလိုမျိုးလူမှုရေးဖောက်ပြန်မှုတွေရှိအောင်နေပါကပင်ပေါင်းသိဆက်ဆံရေးမှာလည်းမကောင်းသူဖြစ်တယ်ဆိုပြီး director ပြင်းတရားကအချက်လက်တွေနဲ့တိကျအောင်ထုတ်ပြောလာတာပါနောက်ဖွဲ့ထားကစာဝိုင်းမှာတော့ကြောင်ကြောင်မော်လေတယောက်အနေနဲ့တောင်စူးစမ်းနေကြရတာပါ ။လို့ရှင်နေပေတဲ့ကိုကူးလာခြင်းတဲ့အတွက်နောက်ဖွဲ့ထားကောင်လမ်းမိုင်စီကိုပြင်းပြင်းကတ်ခဲ့ပါတယ်။လမ်းမိုင်ကလည်းသူ့ကိုမင်းသားအနေနဲ့ကမ်းလှမ်းနေရုပ်ရှင်ဇာတ်ကားရေးချိုးမှာနောက်ဖွဲ့ထားကမင်းသမီးအနေနဲ့ခွန်ရိုက်ဖို့ပြောပေးပါတယ်။ဒရိုက်တာပြင်းပြင်းကရိုက်ထားတယ်။ဒန်လီတက်စီအစ်ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်လည်းမင်းမြင့်မော်နေရာမှာလမ်းမိုင်ကတောင်းဆိုလို့နောက်ဖွဲ့ထားကမင်းမီဖြစ်သွားတာပေါ့။နောက်မိုင်တက်တာရင်ထက်ခိုင်ဝင်းကိုတွေ့တဲ့အခါမှာလည်းနောက်ဖွဲ့ရင်ကတော့နောက်တယောက်ပြောင်းသွားခဲ့ပါတယ်။ထက်ခိုင်ဝင်းကထုတ်လို့ရပန်ရှင်လေးဖြစ်တဲ့ပြင်ဥပညာလောကမှာရှိန်ဝါကြီးသူမလို့နောက်ဖွဲ့ကရုပ်ရှင်စကားကြီးထောက်ရှောက်ရိုက်ကူးလာပါတယ်။ ဒါမြင်တော့ဖွင့်ရတာကချင်းတိုအတွင်းမှာမင်းမီဖြစ်လာတဲ့ပုံမှာဂုံလင်းယူသလိုမမနာနိုင်လည်းကြီးလာတာဖြစ်ပါတယ်။ဒရိုက်တာပြင်းတရားနဲ့ရိုက်ကူးခဲ့တဲ့စကားတကားမှာဆိုရင်နောက်ဖွင့်ရတာကဇဝင်ငန်းနဲ့မလိုက်ဖက်တဲ့ဝစ်စာအကောင်းစားတွေကိုဝစ်စင်တဲ့ drag ဒရိုက်တာကပြောင်းခိုင်းပါတယ်။ဒါပေမဲ့နောက်ဖွင့်ရတာအင်ညိုမလဲပြပါဘူး။စကိုင်းထုတ်လို့ရချစ်သူကိုထက်ခိုင်ဝင်ကိုယ်တိုင်ဖြစ်နေတဲ့အတွက်ပေါ့နော်။နောက်ဖွင့်ရတာကခတင်းတင်းသာပြောနေပါတယ်။ဒါပြင်စီနီယာတေးဥဆောင်ချို့တွေရှိမှဆိုရင်လည်းရိုသေးမှုရှိကောင်ထက်ခိုင်ဝင်အချိန်ဝါနေတဲ့ဂုံစာနေရဆိုပြီးတော့ဒရိုက်တာပြင်းတရားကပြပြခဲ့ပါသေးတယ်။ ။လူပညာရှင်တွေကလည်းထုံးလုံးရေးလုပ်ငန်းရှင်ဖြစ်သူဖြစ်တဲ့အတွက်နော်ဖိုးရီတောင်းကိုရှုထင်မှဆိုရင်တမီးလေးညီမလေးဆိုပြီးတော့ဖူးဖူးမှုတ်ထားတဲ့ကြောင်နောက်ပြန်မှသာဘလော်ရီတျိုးဆောင်နေမှမသိပါဘူး။တျိုးဆောင်မကောင်းလိုက်တာဟင်ဆိုပြီးတော့အမှန်တရားတွေကိုအတင်းတုပ်နေတယ်ဆိုပြီးဖွင့်အောင်လာခဲ့ပါတယ်။လူပညာလောက်ကမှတော့ခုလိုရှေ့မှာကပ်ဖိုင်းရဖာနောက်မှာတင်းတုပ်တာတွေကပုံမှန်လိုဖြစ်နေတာကြောင့်မထူးဆန်းတော့ပါဘူး။ဒါပြင်ပြီးခဲ့တဲ့ရက်ကနော်ဖိုးရီထားဇလန်တွင်နေ family တခုကလည်းတော့ဘွားရထားကဝစ်စာတိတ်မတောက်ပြောင်းနေပရိသတ်တူကိုမတူတလို့မတန်လို့အကြည့်မြင်နေခြင်းကတေချာမနှုတ်ဆက်ပဲနဲ့မျက်နှာလိုက်ခဲ့ပါတယ် ပရိသတ်ကြီးရောရောနောက်ဖွဲ့ရင်ထားကမမာနာကြီးကချိန်မိုးနေတယ်ဆိုအောင်ယုံလားဆိုတာပြပြပေးကြပါအောင်ရှင်။ဆုံးဒီချူပေးကြတဲ့ပရိသတ်ဒူးကြောင့်စီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါရစေ။